ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့မေလ23ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့တပင်းစာတင်ကြောင်း၄ချောင်းဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးကုလသမဂ္ဂမှမြန်မာသားအမတ်ကြီးကပြောလိုက်တဲ့သတင်း၊ကရင်ပြည်နယ်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့သတင်းနဲ့ငလျင်ကြောက်ပြိုကျခဲ့တဲ့တာသနိကအဆောက်အုံတွေပြန်ဆောက်ဖို့အကူအညီလိုအပ်နေတဲ့သတင်းတွေနားဆင်ရမှာဖြစ်ပါရစေ။ ပရင်မြို့နယ်မှာစာတင်ကျောင်းလေးကျောင်းကနေဖုံးကျဲတိုက်ခိုက်ခံရပြီးကျောင်းသူကျောင်းသားတွေနဲ့ဆရာမတွေတည်ဆုံခဲ့ရတာနဲ့ပတ်သက်လို့တာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂမှာပြောကြားလိုက်ပြီးဖုံးကျဲတိုက်ခိုက်လူတပ်မှုတွေရပ်ဖို့နဲ့စစ်အုပ်စုကိုကူညီပံ့ပိုးပေးနေတာတွေရပ်တန့်ပေးဖို့တောင်းဆိုလိုက်ပါတယ် မေလစနေရက်ကနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့စင်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစည်းအဝေးမှာတက်ရောက်မိန့်ခွန်းပြောကြားရမှာထည့်သွင်းပြောဆိုခဲ့တာပါဆေးအုပ်စုကနေ့စဉ်မစင်မချင်ကျူးလွန်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘုံကျဲချင်းတို့ကအရက်သားထိခိုက်နေတာမှုနဲ့အဆောက်အုံတွေပြက်စီးဆုံးရှုံးမှုတို့ကိုအလွန်အမင်းဖြစ်စေပြီးစာတင်ကျောင်းတွေနဲ့ဆေးအုံတွေအပေါ်မှာအများဆုံးထိခိုက်စေတယ်လို့သမတ်ကြီးကပြောပါတယ်နိုင်ငံတချို့ကဆေးအုပ်စုကိုရုပ်ဝတ္ထုအဖြစ်သောလကောက်စိတ် တာအဖြစ်တော်၎င်းထောက်ပံ့ပေးတာကကလေးငယ်တွေအပါဝင်လူအများအပြားကိုစေအုပ်စုကတက်ဖြတ်နိုင်စေဖို့ကူညီပေးရရောက်နေတယ်လို့လည်းတာမတ်ကြီးကပြောပါတယ်။စကိုင်းတိုင်းတပင်းမြို့နယ်အနောက်ကျအိုးထိန်ကွင်းမြောက်ခြေရွာမှာရှိတဲ့ NUG ရဲ့ဂျာကာလာပညာရေးကျောင်းကိုစစ်ကောင်စီတပ်ကမေလ12ရက်မနေ့9နိုင်ခွဲဝင်းကျင်မှာလေရင်တဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့ကျောင်းသားတွေနဲ့ဆရာမတွေအပါဝင်တေဆုံးသူ22ယောက်ထိရှိလာပြီလို့ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။ မန္တလေးအေဝစကိုင်းအမရပူရာစရိတ်ဒေတာတွေကအင်အားပြင်းကလေးကြောင့်ပြိုကျပျက်စီးခဲ့တဲ့တာတနိကအဆောက်အုံတွေကိုပြန်လည်တည်ဆောက်ဖို့အမျိုးသားအဆင့်အကူအညီတွေမရရှိသေးဘူးလို့ရွှေချောင်းဆရာတော်ကမိန့်ဆိုပါတယ်။မလ28ရက်စကိုင်းကလေးကြီးလှုပ်ခတ်ပြီးတဲ့နောက်မြမရှိဟောင်းပြည်သူကလည်းရအများဆုံးစုဝေးတည်ရှိရာမန္တလေးအင်းဝစကိုင်းအမရပူရာစရိတ်ရှိဟောင်းဒေတာကရှိဟောင်းပြည်သူကလည်းရအဆောက်အုံမျိုးစုံပြိုကျပျက်စီးခဲ့ရပါတယ်။ ကျောင်းပေါင်း35ကျောင်းပြိုကျပျက်စီးခဲ့တဲ့မိုးကောင်းကျောင်းတိုက်အတွင်းကပြိုကျကျောင်းတွေကိုပြန်လည်တည်ဆောက်ဖို့အမျိုးသားအဆင့်အကူအညီလာတာတွေမရှိသေးဘူးလို့အလဲရွှေကျောင်းဆရာတော်ကမိန့်ပါတယ်။ရှင်ဟောင်ဖုံးတော်ကြီးတွေပြိုကျပျက်စီးပြီးတဲ့နောက်ဆရာတော်တန်ဃာတော်တွေဟာထလက်သေးလေးတွေနဲ့တည်င်းတုံးနေကြရပါတယ်။ ကရင်ပြည်နယ်ကော့ဂရိတ်မြို့နီးရန်ကုတ်ကြီးရွာမှာစစ်ကောင်စီရဲ့အောင်စရစစ်ကြောင်းနဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA နဲ့ပူးပေါင်းစစ်ကြောင်းတို့မေလ23ရက်ဒီကနေ့မနေ့9နာရီလောက်ကစပြီးတိုက်ပွဲပြင်းထန်နေတယ်လို့မြေပြင်ရှိတာသတင်းရင်းမြစ်ကပြောပါတယ်။မေလ12ရက်ကကော့ဂရိတ်အပါဝင်မြပဒိုင်းနဘူးချင်းရွာတွေမှာစစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကော့ကရီမြို့နယ်အတွင်းကခြေရွာတွေကိုစစ်ကောင်စီတပ်ကမြေပြင်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင်ကျုံတုံးမြို့နီးမှာစစ်ကောင်စီတပ်ကမြေပြင်ကနေလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ခြေရွာတွေကိုပါပစ်ခတ်တိုက်ခိုက်နေပါတယ်။ ကွန်ကရစ်မြို့ရင်းကထောင်တဲ့ကြီးတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ဘက်ကထွက်ခွာခွင့်မပေးတာကြောင့်စာနာရိတ်ခအခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးစံပြုတ်ပြုတ်တောက်နေရတယ်လို့မြို့ရင်းမှာပိတ်မိနေတဲ့မြို့ခံပြည်သူတွေကပြောပါတယ်စစ်ကောင်စီလက်အောက်ခံကရင်ပြည်နယ်အစိုးရဖွဲ့ကဂျမ်းမြစ်တွင်အများပြည်သူသွားလာနေတဲ့ဂရုစိတ်တွေကိုကူတန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ် မကွေတိုင်းကန့်ကွက်မြို့နယ်မှာမေလ12ရက်မနက်စောစောနှစ်နိုင်ဝင်းကျင်မှာရက်ကြီးပြည်သူကာကွယ်ရေးစခန်းတစ်ခုစီးနင်းခံရကရက်ကြီးဘက်ကဖရဲဘော်တွေနဲ့ចောင်းသား၄ယောက်တို့တပ်ဖြတ်ခံရပြီးလက်နက်ခဲယမ်းတွေလည်းပါသွားတယ်လို့ကန့်ကွက်အခြေစိုက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစီကလည်းသိရပါတယ်။လေမရွာရက်ကြီးဘက်ကဖစခန်းကိုကန့်ကွက်ခလရ90ကအင်အား100လောက်ပါတဲ့စစ်ကြောင်းကရုတ်တရက်ဝင်စီးတာခလရရလာလို့ကန့်ကွက်အခြေစိုက် PDF တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ရဲဘော် 9ယောက်ပြင်ចောင်းသားလေးတွေ4ယောက်စုစုပေါင်း10ယောက်ကအဲ့ဒီစခန်းသားမှာပဲတက်ခံခဲ့ရတယ်လို့လည်းပြောပါတယ်ဒါပြင်ရွာခအမျိုးသား20လောက်ကိုလည်းဖမ်းပြီးတော့ခလရ90တဲကိုခေါ်ဆောင်သွားပြီးမေလ12ရက်ညနေပိုင်းထိပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး တောင်ကိုရီးယားနိုင်ငံကနေခွင့်နဲ့ပြန်လာတဲ့အလုသမားတွေအနေနဲ့ခွင့်ပြုချက်ရမှပြန်လည်ထွက်ခွာခွင့်ရမယ်လို့စစ်ကောင်စီအလုသမားဝန်ကြီးဌာနကအသိပေးထားပါတယ်။အစိုးရပြည်ပအလုကန်အေဂျင်စီ POEA ကနေတဆင့်ခွင့်ပြန်လုသားတွေရဲ့ပြည်ပထွက်ခွာခွင့်ကိုသတင်းပို့ထားတဲ့ရက်စွဲတန်းစီစရာစနစ်နဲ့စီစစ်ခွင့်ပြုနေတယ်လို့ Safe Migration Telegram မှာနာမည်စင်းပါရှိမှပြည်ပကိုပြန်လည်ထွက်ခွာခွင့်ရရှိနိုင်မှာဖြစ်တယ်လို့အသိပေးထားတာပါ။စစ်ကောင်စီအနေနဲ့ပြည်ပကိုလုသားအစ်စ်တွေတွား ားရောက်တာကိုကန့်သတ်တာတွေရှိနေသလိုခွင်းနဲ့ပြန်လာသူတွေကိုပါပြန်လဲထွက်ခွာဖို့အရေးထိန်းချုပ်မဲ့အခြေအနေ တွေ့လာရတယ်လို့ပြည်ပရောက်မြန်မာလူသားတွေကဆိုပါတယ်။